ရန်ကုန်ပြည်သူ့စေယုံကြီးကိုရုရှားဖက်ဒရေးရှင်းနိုင်ငံကကင်ဆာရောဂါအထူးကိုဆရာဝန်ကြီးလာရောက်ပြီးလူနာတွေအတွက်ပုံမတင့်တော်ကောင်းမွန်တဲ့ကုတုံးတွေဆွေးနွေးခဲ့ကြအောင်ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါဗျ။အော်တိုဘာ15ရက်မော်လဝိုင်မှာရုရှားဖက်ဒရေးရှင်းနိုင်ငံစိန့်ပီတာစဘတ်မြို့မှာရှိတဲ့ Novakov Cancer Center ကကင်ဆာရောဂါအထူးကိုဆရာဝန်ကြီးပေါမောခဒေါက်တာမွာစီယန်ကိုနဲ့အဖွဲ့ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလာရောက်ပြီးအယိုးယောဂကုဌာနအထွေထွေခွဲစိတ်ကုဌာနသွေးယောဂအထူးကုဌာနတွေကနေကင်ဆာဝေဒနာရှင်၄ဦးကိုကြီးစုစစ်ဆေးပြီး လူနာတွေအတွက်ပုံမတင်တော်ကောင်းမွန်တဲ့ကိုရုံးတွေကိုရန်ကုန်ပြည်သူစေယုံကြီးကပေါမောက်ခအထူးကုဆရာဝန်ကြီးနဲ့ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်သွေးရောဂါအထူးကုဌာနမှာရှိတဲ့သွေးကင်စာခန်းစားနေရတဲ့လူနာတွေရဲ့ကျန်းမာရေးစစ်ဆေးမှုတွေကိုကြည့်ရှုပြီးလိုအပ်တဲ့ကုသနည်းတွေကိုပိုးပေါင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်ချင်းစီအစားထိုးဌာနကိုတွားရောက်ပြီးအောင်မြင်စွာချင်းစီအစားထိုးကုသပြီးကျန်းမာရေးကောင်းမွန်လျက်ရှိတဲ့လူနာတွေနဲ့ ချင်းစီအစားထိုးကုသဖို့ရထားတဲ့လူနာတွေအကြောင်းနဲ့ပတ်သက်ပြီးသွေးကင်စာကုသနည်းတွေကိုအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးအစည်းအဝေးခန်းမမှာ Cancer and Age How Aging's Mechanism Related to Oncological Diseases ကောင်းစဉ်နဲ့ဟောပြောဆွေးနွေးရာဆေးသက်ကတိုတက်ရန်ကုန်နဲ့တမရော်ဆေးသက်ကတိုကပေါမောက်ကကျုပ်တွေဆေးရုံအုပ်ကြီးပေါမောက်ကဌာနမှုကင်စာဆေးကိုပေါမောက်ကဌာနမှုတက်ရောက်ကြီး ပမောက္ခဌာနမှစေလက်တွေနဲ့တက်ရောက်လာသူတွေကအတွေ့အကြုံတွေကိုပြန်လည်ရှင်းလင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။